တခုတည်းသောတစောင်းမုံလာပညာတညာစေပေါင်းခားတဲ့ညာမလို့ထိုညာမျိုးကိုစောင်းရီမဲဇလီဘူးတော့စားရသည့်အရသာက မြည်သည့်အရသာနဲ့မျှမလဲနိုင်။ဘာလုံးသည့်လာမင်းကြီးကအယောင်ကရွှွှွှွမြမြနေဖြစ်သည်။တိတ်ဆိတ်သောစမုံချောင်းရည်ပင်နဲ့ပဲလာပညာဖြစ်သည်ကတပိုင်းညာအခါဖြစ်၍လေတမန်ဆက်တက်ရည်ရင်များအသွားလာကလည်းကျဲလျက်ရှိသည်။အေးမြသောချောင်းရည်ပင်သည်ဝေလာရောင်ကြောင့်ဘုံဝေရောင်အတိပီးလျက်ရှိသည်။ ထိုချိန်တွင်ဝေလာရောင်နှင့်အတူတပြေတမ်းရွာချောင်းရီမင်းထဲတွင်ရှင်မျောမျောတရံတစ်ခုတစ်တုံးကဲ့သို့ရွေရှားကနေရဲသောမျက်လုံးတစ်စုံကိုစူးရဲသွားဖွင့်လျက်ရီမင်းထဲတွင်ရေပန်းများဖွားကနေဖြစ်အောင်အမီးတစ်ချက်ရန်ကညည်စင်းနှင့်အတူအသာအရာမျောပါသွားလေတော့သည်တပြေတမ်းရွာကလေးသည်ချင်းဝေတို့၏ချင်းမြုပ်ရွာဖြစ်သလိုငါဟင်းစားမရှားသောကြောင့်အန်ကျဲဝဲသည်ထင်ရှားလေသည်အင်ဂျီက200ခန့်မြသာရှိလေသည်တနေ့တရုတ်အဖောင်း၏အရဆိုင်ထဲသို့ခွေးတင်နေချင်းဝေပိုက်တဖုံထမ်းလျက်ဝင်လာကြသည် ချင်းဝေနဲ့ခွေးတင်ဆိုင်နဲ့ဝင်လာလေအဖောင်မှာမျိုးလုံးခတ်လို့လို့ချင်းဝေကတိတ်လွယ်တဲ့ကောင်မဟုတ်ဖဲ့အဖောင်ကျုပ်ပိုက်ကိုဒီရေထမတိုင်ခင်ငွေတစ်ထောင်နဲ့ခမားစီမှာထားမယ်ဗျာလောလောဆယ်အရေတလုံးချပေးပက်ဆက်တစ်ထောင်ကဟုတ်ပါပြီချင်းဝေလူပိုက်ကရောဘီနီတောင်ပိုက်လဲချင်းဝေရဲ့၁၈တောင်ရှိတယ်အဖောင်ဟေးခဲတိရောချင်းဝေခုနှစ်ပိတ်တာကွယ်ချင်းဝေကအဖောင်ချပေးတော့အရေတကြိုက်ကိုမော့ချလိုက်ပြီးခက်ပြက်ပြက်ပြောလိုက်ဤ ထိုအခါအဖောင်၏မျက်ခုံးနှစ်ဖက်သည်ဆိုင်ခေါင်းမိုးပေါ်သို့တက်မတက်ရှိရသွားသည်ချင်းဝေးနောက်နေတာမဟုတ်ဘူးနော်ဝါကမညာပေမဲ့ယုံကျင်နေဘာလဲအဖောင်ကြုတ်ကိုမယုံလို့လားစဉ်းစားပြီးပြောပါကွယ်ဝါကလူကဲခတ်တတ်ပါလေလူရဲ့ပိုက်က18တောင်းခဲသည်က9ပိတ်တာကွယ်တဲ့ချင်းဝေးလိုအရာမောင်းနဲ့ပိုက်ကောင်းနဲ့ဂိုင်နဲ့ဆိုတော့စဉ်းစားစရာပဲလေအဖောင်ကပြောလဲပြောခြင်းသည်18တောင်းပိုက်ကောင်းကျိုးကိုဂိုင်ရလာအောင်ချင်းဝေးကမထွား ဟာချင်းဝေကရီလိုက်တော့ခွေးတင်နဲ့အရက်ဆိုင်တဲကလူတွေပါဝိုင်းရီလိုက်ကြသည်ဒီလိုလောက်ပါလားဖောင်းကျုံနဲ့ခမရအလောင်းစားလောက်ကြဘီလိုအလောင်းစားမျိုးလက်ချင်းဝေဒီလိုလေကျုပ်ကဒီပိုက်ကို၃ညိ၃ခါပြစ်ပြမယ်ကျုံမပြစ်နိုင်ရင် အဖောင်ကကျုပ်ပိုက်ကိုအပိုင်သိအဲပြစ်နိုင်ရင်တော့အခုယူတဲ့ပိုက်ဖို့အဖောင်ရော်ရမယ်ဘယ်နဲ့လဲအဖောင်အလောင်းစားဝန္ဒနာပါသောအဖောင်ခေါင်းထောင်လာပြီးတရုတ်ပေသည့်အတွက်တော့ကောင်းငိမ့်လေတော့သည် အဖောင်နဲ့သဘောတူပြီးနောက်ဆိုင်ထဲမှာထွက်ခါနီးတွင်ချင်းွေကပင်အဖောင်ကလာမဲလာပြင်းနဲ့အိုင်ကျက်ဝဲထဲမှာနော်ဟုပြော၍ခွေးတင်နဲ့ထွက်ခွာသွားကြလေသည်လာပြင်းနဲ့ဒီရတဲ့ချိန်အိုင်ကျက်ဝဲထဲတွင်ပိုက်လေတချို့နဲ့အဖောင်တို့ရောက်နေကြပြီအိုင်ကျက်ဝဲနာမည်ကစန်းသည်တပြေတိုင်းချောင်းရိုးတွင်နာမည်ရှိသောဘွဲမှုတော်ယုံတန်ယုံထိုးနေရကိုရှောင်ကျင်ကြသည်အဘဲကြောင့်ဆိုသောတပြေတိုင်းချောင်းရိုးဒိတ်တွင်ရှေးအောင်ဖုံးတော်ဤကြောင်းပြက်တစ်ခုရှိလေသည် ချောင်းကလေးသည်အကွေးကောက်များနှင့်စီးဆင်းလာခဲ့ပြီးထိုနေရာရောက်တွင်အိုင်ကဲ့သို့ဝိုင်းသွားပြီးချောင်းလုံးကမကောင်းခြင်းဝဲပြန်များဝဲကြော်များကဟိုတပွဲဒီတပွဲကြက်ကောဖူလူသည်များခဲ့ပြီးတချိန်က လေများတပံများညဘဲ့သွားလျင်မိတုံးနှင့်လူရိပ်ပြခေါ်၍အနာရောက်လျင်ပျောက်သွားတတ်သည်ဖြင့်ကြံများလူယောင်ပြသည်ဟုခေါ်ဆိုတတ်ကြသဖြင့်ထိုနေရာကိုရွာသားများကအိုင်ကျဲဝဲဟုခေါ်တွင်ခဲ့ကြရာမှယနေ့တိုင်အိုင်ကျဲဝဲဟုလူသည်များခဲ့သည်မကြာမီကဲစပီရဲ့ဟုချင်းဝေကပြော၍ ပိုက်ကိုရေထဲသို့ပစ်လိုက်လေသည်။ချောင်းရေပြင်နှင့်ပိုက်မှခဲသည်များထိတွေ့တံပေါ်လာပြီးနောက်လက်ခုပ်တံများစီညံသွားပေါ်ထွက်လာသည်။ခွေးတင်ကမူးမူးနှင့်လေပေါ်မှနေ၍"အေးချင်းဝဲကဒါမှတပွဲသား"လို့ခေါ်တာကွာဟုအော်လေ။ပိုက်ကိုတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ပြစ်ပြီးနောက်ချောင်းထဲသို့ချင်းဝဲခုန်ချလိုက်ပြီးရင်ငုပ်သွားလေသည်။မကြမီငကြောင်းကြီးနှကောင်ကန်၍ရေထဲမှာဘွားကနေပေါ်လာသောချင်းွေကိုကြည့်၍အဖောင်မေးမနေနိုင်တော့လက်ခုပ်လက်ဝါးတီးမိရသာရှိနေသည် နိုင်သူပြုံး၍ရှုံးသူပါပြောကြသည့်ပြိုင်ပွဲလေးတစ်ခုအိုင်ပြဝဲရဲတွင်ဖန်တီးခဲ့ပြီးနောက်ဆုံးတော့အဖောင်၏အရက်ဆိုင်စီတို့သာချီတက်သွားကြရာသခင်နေတဲ့ရောင်းကောင်းသွားသူကတရုတ်ပေါက်ဖို့အဖောင်ဝင်ပြိုင်ပွဲဥပိမဲ့သူ့အရက်နဲ့အမိကရောင်းကောင်းသလောက်အမျက်ထွက်ခဲ့လေပြီဖြစ်သည်အိုင်ပြဝဲတွင်အဖောင်နှင့်အလောင်းစားပြုတ်လို့ပြီးနောက်ပိုင်းတွင်တပွဲသားချင်းဝင်နာမည်ရလာခဲ့ပြီးနောက်အတောင်80နဲ့သောချောင်းထဲတွင်ရေကြာကြီးငုံနိုင်ကြောင်းတခါတရံတွင်အိုင်ကျဲဝဲတဲ့ကငကြောင်း၃ကောင်ကိုဖက်လုံးပြီး လေဘော်တွေမှကင်းစားကြောင်းချင်းဝေပြောသည့်နေရာတွင်သွား၍ကွန်ပြစ်ပါကပြောသည့်အတိုင်းငားမရသည်ဟုအမျိုးမျိုးသတင်းကြီးလာပြီးနောက်အင်းတကြီးများ၏လက်ဆွဲဖြစ်လာသည်ချင်းဝေမှာအိုင်ဂျယ်ဝဲနှင့်မြီးတို့မြီးကိုအကျိုးပေးသည်မသိအိုင်ဂျယ်ဝဲဘက်ကပြန်လာတိုင်းပင်ငွေစားကရှင်နေသည်ဒါကိုသတိထားမိသည်ကချင်းဝေမိမှမိနီအရက်တလုံးဆေးပြင်းလိတ်တလိတ်ကျုပ်တလုံးနှင့်တင်မြောက်ပြီးကချင်းဝေထွက်သွားပြီးမကြမီဟင်းစားအပြင်ဈေးသုံးအပိုရှဲငါးပစုံများလှေဝန်းထဲတွင်ပြန်ပါလာတတ်သည် မိနီစိတ်ကြဲတွင်သူ့ယောက်ျားချင်းဝင်နှင့်အိုင်ကျဝဲတနည်းနည်းရဆက်ဆက်နေပုံရသည်လေနောက်လိုက်ခွေးတင်ကိုမေးလို့ရလည်းမရငခွေးတင်ကလည်းအချိန်ပြည့်မူးနေရရင်ပြီးရောဆိုသည်လူစားဒီနေ့လဲချင်းဝင်နှင့်ခွေးတင်တို့ပိုက်ပြေထွက်သွားကြသည်ဒီရဲ့အတက်နှင့်ချောင်းကွေများကိုဖြတ်ကျော်၍ဘုံတလိန်ဝဲဘက်သို့ပိုက်ပြေရန်တွေးတူးဆန်းနေ၏ရေပြင်အနေစားကိုကြည့်လျက်ချင်းဝင်မတ်တက်ရပြီးပိုက်ကိုဖျန်းလျက်ပြစ်လိုက်၏ ဟန်ချက်ညီညီခဲသည့်အလေးချိန်ကြောင့်ချောင်းရည်မြေထဲတွင်ဘွမ်းဘွမ်းပြန်းပြန်းအတန်တွက်လျက်ပိုက်သည့်ရေထဲသို့ကျသွားသည်ချင်းဝေကပိုက်ကိုအသားအရာဆွဲတင်ရန်ဖူးကြကျိုးပိုက်ကောင်းကျိုးကိုစုရည်ဆွဲယူလိုက်ပြီးပိုက်ထဲပါလာသောအမိုက်တရိုင်များကိုဖယ်၍ငါးပစုံတချို့ကိုရွေးဆယ်ယူကလေဝမ်းထဲသို့ထည့်လိုက်ဟဲသားရဖို့တော့ခက်ခဲလာသောဘုံတလင်ဝဲကချင်းဝေနှင့်တိတ်မဟတ်ဆက်လား ို့ကြောင့်လေကိုရေစီးတိုင်းပင်မျောလိုက်ပြီးခမင်းတို့ဂျက်ကန်အကြာတွေအိုင်ကျက်ဝဲဘက်သို့ရောက်ရှိလာ၏။ဘေဒါတိုက်ပုံများမှာတပုံနှစ်ပုံသုံးပုံရေကြီးချိန်တစ်ချမ်းဆောင်ငိုက်ဆိုင်ကြနေ၏။လမူသည်တစ်လုံးနှင့်ခုတ်ထားသောဒဏိဖောင်တော်ဝင်းကဝဲထဲကရေအီရေထွက်လာပြီးချောင်းတစ်ပေးပြိုက်တော်များဘက်သို့ရွေ့ရှားနေ၏။တနေ့ရတွင်တိုက်ပုံကကိုင်းညွတ်လိုက်ပြန်မလိုက်လှုပ်ရမ်းနေသည်ဖြင့်ငကြေသောမဟုတ်ငမြင့်ချင်းဟုဖြစ်နိုင်သည်ဖြင့် ခွေးတင်ကိုရေတံမကြောင်းအောင်လော်ကိုင်းပြီးရှေ့သုံးကိုက်ကအကွာတွင်ဖူးကြကျိုးပိုက်ကောင်းကျိုးကိုကန်၍ပိုက်ကိုဖြန့်ကပစ်လိုက်၏။လေကအနှဲငယ်လှုံရမ်းသွားကလိုင်းကြယ်များထသွား၏။ဝမ်းဝမ်းပြင်းပြင်းမြည်လေးရဲ့ပိုက်ကတော့ရေသေးသူကျသွားသည်။ဟဲ့ချင်းဝေညနေကျရင်အဖောင်ဆိုင်မှာစုံမဲပဇော်တော့အမိရလာလဲကွာ။ပုံတလိန်ဝဲပြန်ပတ်မှာတော့ပဇွန်ပိုက်ပြန်လာသောကလားလေးနှင့်ဗိုက်ကြီးတို့ကအော်သွားကြ၏။ချင်းဝေကနှုတ်ဆက်သွားသောငထဲတို့လေးကိုကြည့်ရင်ပိုက်ကောင်းကျိုးကိုဆွဲတင်လေ၏။ တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ပိုက်ကဆွဲတင်၍နိုင်မလားဖူးကြကြိုးသာတင်း၍လာသည်ချင်းဝေအံဩနေတခါမျှဒီလိုမဖြစ်ဘူးဘူးရှူးရှူးတိုင်းတိုင်းသမားချင်းဝေကပြောပြောဆိုဆိုရေထဲသို့ခုံချသွားပါသည်ရေရောက်တွင်ချင်းဝေသည်သူ၏ပိုက်ရညှိနေသောအရာကိုရှာပွေရာတတုံးဤတတုံးနှင့်ညှိနေသည်ဖြင့်ပိုက်ကိုဖယ်ရှားလိုက်တတုံးဤမှာရခင်ကထိုးနေရလည်းမရှိအခုတော့ဘဲကရောက်လာသည်မသိသောသောတတုံးဤအစွန်းပန်းမှအဖြူရောင်အလင်းတန်းတစ်ခုကိုတွေ့ရသည်ဖြင့် အနည်းကကြီးလိုက်ရတွင်အလင်းနှင်းကမေးမိန်ပြောက်ွယ်သွားသည်နောက်နေ့ကျမှပဲထိုသစ်သုံးကြီးကိုနေရာဖယ်ရှားတော်မူဟုဆိုပြီးရေပေါ်သို့ပြန်တက်လာခဲ့သည်သို့တော့ရေအောက်မှနေရဲဆူးချသောမျိုးလုံးတစ်စုံကိုဖြင့်ချင်းွေတတိမထားမိခဲ့ချင်းွေနှင့်ခွေးတင်တို့ပိုက်ကို ရေထဲမှဆွဲပေါ်ပြီးသောအခါ၌လေဝန်းထဲတွင်ငမြင့်ချင်းငကျင်းငကြောင်းနှင့်ပစုံတချို့ငစင်ရိုင်းတို့အမဲဆုံစွာဖြင့်တွေ့ရှိရလေတော်သည်ဒီနေ့အတွက်နှစ်အတွက်ကြိုက်ပြီးဖြစ်သည်ဖြင့်ချင်းွေနှင့်ခွေးတင်တို့အိုင်ကျဲဝဲမှပြန်လာခဲ့ကြသည် ထိုနေ့ညကအဖောင်ဆိုင်မှအရက်နှင့်ငကြောင်းသားခင်ပစွန်တုပ်ပြုတ်ကတဘိုးကျော်အမည်ဆောင်လင်စွာလို့နေတောက်စားပြီးအိမ်ရှိရေကပြင်းလေးတွေချင့်ွေအိပ်ပျော်သွား၏ထိုအချိန်၌အိမ်မက်လိုလိုတကယ်လိုလိုချောင်းရည်ပင်ထဲမှမဲမဲတံတန်းတစ်ခုမျက်လုံးကနီးရဲနေပြီးမျက်နှာရှည်တောက်တောက်ချင့်ွေအိပ်နေသောရေကပြင်းရှိရောက်လာပြီးဘိုးအောင်တင်းဟုပြော၍တက်တုံးကြီးကိုမဖယ်ရှားရန်ဖယ်လျင်လူစားလဲခံပြီးဖြစ်ကြောင်းမဖယ်လျင်ချင့်ွေကိုပေးမိပြောပြီးရေထဲသို့ပြန်ဆင်းသွား၏ ရုတ်တရက်ချင်းဝေအိမ်နေရာမှာလန့်လို့လာ၏စိတ်ထဲတွင် စောစောကအဖြစ်ကိုမယုံကြည်အိမ်မဲဟုထင်နေမိရေကပြင်းကိုကြည့်လိုက်တော့ဆွဆွနေသောဝလုံးချမ်းကင်းကိုတွေ့၍ခေါင်းချောက်သွားသည်ညအချိန်မတော်မိနီလည်းရေထချိုးမည်မဟုတ်တယူတန်ကြီးချင်းဝေကတော့တွေးလေခြောက်ကြပြီးအိမ်မဲမတ်တာပါဟုပေါ့ပေါ့တန်တန်ပဲတွေးလိုက်၏တန်လေးအဖောင်ဆိုင်တွင်ချင်းဝေတို့အရက်တော်ရင်ဟိုတညကအကြောင်းခွေးတင်ကိုပြောပြလိုက်ရာမခွေးတင်ကချင်းဝေပြောပြသောရေအောင်မှတက်တော့ဤဖြူဖြူအလင်းလန်းနှင့် ရေကပြင်းပေါ်ရောက်လာပြီးတတိပိသောလူလိုလိုတရဝါလိုလိုကိစ္စကိုစိတ်ဝင်စားသွား၏ဒီလိုလောက်ွားချင်းဝေဒီကိစ္စအသွေးယောသားယုံမထင်ရွာတဲကဖိုးတာကြီးကိုမေးကြည့်ရဖိုးတာကြီးကစိတ်မီနောက်မီဖိုးကြီးကဘာဖြစ်ဖြစ်ကွာမေးမနေနဲ့တော့ဒီတတုံးကြီးကငါတို့အတွက်ခလုတ်ကသိန်းဖြစ်နေတာပဲဖယ်တဲ့ရင်တော့ဖယ်ရမှာပဲကွာအရက်ခတ်တို့တွင်နေချင်းဝေကတော့ဒီတတုံးကြီးကိုဖယ်ဖို့ပြောလိုက်သည်ခွေးတင်ကတော့ချင်းဝေကြောင့်သိနေပြီဘာမှထင်မြင်ချက်မပေးတော့ဤသို့ဖြင့်အဖောင်ဆိုင်နဲ့တောက်စားမှုယူပြီးနောက် ချင်းဝေတို့ပိုက်လေလေးမှာအိုင်ဂျက်ဝဲဘဲသို့ထွက်ခဲ့ကြသည်ဘိုတနေကပိုက်ညိခဲ့သောနေရာတွင်စင်းလေးရဲ့တတုံးကြီးကိုဖယ်ရှားမိအလုတ်တွင်အလင်းနှံတစ်ခုကိုတွေ့၍အနာတို့၏ကတ်သွားကြီးအားစိန်းနုတော်တစုဖြစ်နေသည်ကိုတွေ့ရသည်ထိုအချိန်တွင်လူတယောက်လက်သီးစုပ်ကန့်ရှိမျက်လုံးတစ်စုံကိုချင်းဝေတွေ့ပြီးတတုံးကြီးနောက်တွင်အသာပုံး၍နေလိုက်၏မကြာမီရေတော်အကြီးထွက်သွားတော့မှချင်းဝေကစိန်းနုတော်ကိုယူ၍ရေပြင်ပေါ်သို့တက်လာခဲ့ပြီးခွေးတေလှေုံမြင်မြင်လော်၏ဒီမြားသွားသူ၏ တခါအမကြောက်စိတ်မဝင်သောချင်းွေဒီတခါဘာဖြစ်တာပါလဲအိုင်ကျဲဝဲထဲမှရရှိသောဆင်းလူတော်မှနော်များပေနေ၍ရေစင်စင်ဆေးကြည့်သောအခါကြောက်စိတ်ဆင်းလူတော်ဖြစ်နေပြီးညံတော်ကလေးလဲမခန့်ရှိသည်ကိုတွေ့လိုက်ရသည်ကြောက်စိတ်ဆင်းလူတော်မြတ်ကိုကြည့်၍ခွေးတင်ကပြောလိုက်သည်အေးအော်ဝဲတို့တငါဝကျွတ်အောင်ချွတ်လိုက်ပြီးချစ်တင်ရဒီလောက်ကိုဆုံးလို့ကြလို့ဝါရင်ကတိစားမှလည်းခွေးတင်ရတော့နဲ့ထိုက်လို့ရတာပဲဟာဒါပေမဲ့ငါရေးအောင်မှမျက်လုံးနေနေနှလုံးနဲ့ရှင်မျက်မျက်တော်ဝါကြီးကိုတွေးလိုက်ရတယ်ကွာတခါမှအဲ့လောက်အသေးမတုံဘူး ဟေးရေးတော်ကြီးအဲ့လိုပြောပြီးခွေးတင်ပစားကဟောင်းလောင်းဖြစ်သွားသည်ဆင်ွေကိုအိမ်မဲပေးသောဘူအောင်နေကြီးညလာဟုတွေးမိလိုက်သည်ဒီကြားတဲ့အတွင်မိအပြင်တောက်သလိုချင်းွေမိမမိနီစကားဖော်မှုကြောင့်ဘဝတူရေလိုသားချင်းများကပင်ချင်းွေတို့ကိုတစေတကောင်းအကဲခတ်၍ကြည်လာကြသည်ပညာချင်းွေတို့ပိုက်ပြစ်နေစဉ်လင်းနစည်းနှင့်လူတစုမှလာရောက်၍ရန်မြူးကြရာ ဟာပြစ်တဲ့ခွေးတင်ကအော်၏ချင်းွေက လေဝဲထဲမှာမိန်းကိုကန်ရင်းနဲ့ ဟဲ့အော်လေတဝဲလာချင်းဝေးတကွာအိုင်ကျဝဲမှာငါ့ကိုရှင်ရဲရင်မင်းတို့လေအရှိကိုတို့လာခဲ့အဲ့ဒီချိန်မှာမင်းခွေးတင်ဤတရေကွာလက်စာကလည်းထိရောက်လာတဲ့ဖြစ်လင်းနှစည်းမှာအနီးမကန့်နိုင်ခင်နေချိန်တွင်ဘုံငနဲ့ဘုံငနဲ့အတန်ကြားလိုက်ပြီးအော်တန်များကြားလိုက်ရသည်ဟာဘာကြီးလဲကွာငရွေးကြီးကမိကြောင်းကြီးမလုံးကြီးကရဲနေတာပဲဟဲ့ကဲကိုမြေမြန်ကပ်ပြီးပြေးကြဟဲ့အဲ့လိုအော်တန်များချောင်းထဲတွင်စီညံသွားကြ၏ချင်းဝေတို့ကလည်းကန်းစက်မှနေ၍မျက်လုံးနီနီနဲ့တောင်းကျမ်းနေသည့်တော်ဝါကြီးကိုကြည့်နေနေသည် မကြမီချောင်းရည်ပြင်ကမူလအတိုင်းပြန်လဲငြိမ်သက်နေသည်ချင်းဝေတို့ကိုရံပြူလာသည်လင်းနစည်းလဲပျောက်ချင်းမလပျောက်သွားသည်ထိုအချိန်မှစတင်၍ချင်းဝေမှာအဆောင်ရှောက်ကောင်းသည်တပွဲသားဤဖြစ်ပြီးရေတရဝါကြီးနှင့်မိတ်ဆွေဖြစ်နေသည်ဟုပိုတရင်ကြီးလာခဲ့သည်တနေ့ချင်းဝေအိုင်ကျဲဝဲတွင်ပိုက်ပြည့်ရင်ရေအောင်းမှတက်တုံးနှင့်ပိုက်ညိနေ၍ဆင့်ဖြုတ်သည်ထိုအခါတွင်တက်တုံးဤကိုနေရာမှဖယ်ရှားလိုက်ခွေးတင်ကိုယ်တော်ထိုးအကြောင်းမပြောဖြစ်ခဲ့ ဤသို့ဖြင့်နောက်တညတွင်အဖောင်တိုင်းမှရေချင်ကြိုက်လာသောချင်းဝေမှာအိုက်ဆက်ဆက်ရှိလာသည့်အတွက်ခွဲတီငါတို့ရေပေးလိုက်အောင်မယ်ကွာအဲလိုပြောပြီးချင်းဝေမှာရေကပြင်းမှချောင်းထဲသို့အသာလျှောရေရေသွားချိုးလျော်သည်ခွေတင်ကတော့လေတပြူပြူရစ်ရွှေဤတကိုးနှင့်မိမ့်နေလေ၏ခွေတင်ကတရေရသွားပြီးချင်းဝေကိုတရီရ၏ချင်းဝေအေးအောင်ချင်းဝေချင်းဝေကပြန်မထူခွေတင်ကရေကပြင်းကိုသွားကြည့်ပြန်တော့ချင်းဝေဤပစိုးနှင့်အင်ကြီးလေးကအပုံလိုက် သို့သောရေစင်းချိုးသောချင်းွေကတော့ပြန်၍ပေါ်မလာတော့ထိုအချိန်မှစ၍ချင်းွေတယောက်၏တရင်ကဆုံဆုံဆာဆာမြုပ်ခဲ့လိမ့်ပြီးတခါတုန်းကပင်လေပိုင်းတွင်လွန်စွာနာမည်ကြီးသောဘိုးအောင်တင်ကောမိချောင်းဤသည်အိုင်ကျဝဲအတွင်းအတိုက်ပြောင်းရွှေ့လာစဉ်သူ့နေရာကိုဖယ်ရှားသဖြင့်ဒဏ်ခတ်လိုက်သည်ဟုလည်းပြောကြသည်မိခဲ့တို့ပင်စိုးစေကားမူရေလုံသားများစားဝတ်နေရကြတဲ့နေလျင်အခက်အခဲဖြစ်လျင်ဦးချင်းငွေတပွဲသားကြီးကိုတိုင်တယ်လျင်ငားများကြ၍တနည်းမဟုတ်တနည်းပြအစင်ပြေသည်ဟုယူဆကြသည် ို့သောချင်းငွေကတပြေတမ်းရွာမှာပျောက်ဆုံးသွားသည်မှာလွန်စွာမှပင် ထူးခြားဆန်းကျယ်၍နေပါသည်ဘိုးအောင်နေမိကြောင်းဤအိုင်ကျဝဲနှင့်တပွဲသားဤချင်းငွေကမိတို့မိဘုံဆက်နွယ်နေသည်ကိုပြင်မသိတတ်နိုင်အောင်ဖြစ်နေကြသည်ချင်းငွေတယောက်ပျောက်ွယ်သောပုံကတော့ထူးခြားစွာဖြင့်ပင်ပြန်မလာနိုင်တော့ပြီဖြစ်သည်ချင်းငွေရရှိသောစင်းလူတော်ကိုရွာဖျားနှင့်ထာပနာခဲ့သည်ဟုသိရှိရပါသည် 1988ခုနှစ်တွင်ဘိုးအောင်နှင့်မိချောင်း၏အတိုက်ပြောင်းလာသည်ကိုတွေ့ရှိခဲ့သည့်လှေဦးသည့်တယောက်ကပြောပြသည့်ဖြစ်ရမှန်ကိုပြန်လည်ဖတ်ရှုပြခြင်းဖြစ်ပါသည်အဆုံးထိနားဆင်အားပေးခဲ့ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်မြတ် channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေလားဖြစ်ရဆန်းတဲ့အကြောင်းအရာတွေကိုတရက်ချားစီတကာပုံမှန်တင်ဆက်ပေးနေလို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ